မျက်စိတူကတော့ကျွန်တော်ဒီ acrylic မျိုးစားပေါ့နော်အူဆုံးကျွန်တော်တို့ luna စလာပြီဆိုရင်ကျွန်တော်တို့ plaster လေးနဲ့ပေါ့အမုတ်လေးကိုဖြော်တယ်ဖြော်ပြီးတော့ပုံစံအတိုင်းလေးကိုယူရပေါ့နော်ပုံစံအတိုင်းယူပြီးရတဲ့အတိုင်းလေးကိုမှကျွန်တော်တို့ဖျောင်းပုံလေးတွားပြီးတော့အနောက်မှာတွားသွင်းရတယ်အဖျောင်းပုံလေးရပြီဆိုတာနဲ့ကျွန်တော်ဒီပကြီးပိုင်းပေါ့နော်ဒီကျွန်တော်မှတ်ထားတဲ့မျက်စံရမျက်သားရအောင်အဲ့ဒီအယောင်လေးရဲ့အတိုင်းကိုပဲအယောင်ဆိုးတဲ့အပိုင်းတွေရှိတယ်အဲ့လာပြီးတော့အကြည့်သားလေးပေါ့နော်ဟို clear လေးနဲ့လုတ်ပြီးတော့ကျွန်တော်တို့ဒီအချောတိုက်တဲ့အပိုင်းတွေရှိတယ်အစစ်စစ်လုံးရပါလေခင်ဗျာဟုတ် မျက်စိအတူတက်ရင်တော့ဒီ side effect ကတော့လုံးဝမရှိဘူးဒီတစ်ဖက်တက်လို့တစ်ဖက်ကိုကူပါလို့ရာရနာမျိုးလို့ဟိုဆိုးကျိုးတစ်ခုမှမရှိဘူးပုံမှန်အတိုင်းပဲအလုံချမ်းအလုံးလုံးလို့ရတယ်နောက်တစ်ခုကဟိုပုံမှန်လှုပ်ရှားသွားတဲ့အတိုင်းလုံးပြီးအစားအသောက်လည်းအကုန်ဟိုငကိုအတိုင်းပေါ့နော်ဘာမှပြောင်းလို့ပြည့်စုံမလို့ငကိုအတိုင်းစားသောက်လို့ရတယ်အထူးသဖြင့်ကတော့ဒီလက်ကိုတန်းအောင်ဆေးရမှာပေါ့နော်မျိုးလုံးကင်တော့လက်ကိုတန်းအောင်ဆေးပြီးတော့မျိုးလုံးမတက်ရမယ့်အချိန်လေးတွေရှိတယ်မျက်စိရာရနေဆိုတော့ဘာကြောင့်ရာရနေလဲကိုအခုပုံမှန်ရရလားဒါမှမဟုတ်မျိုးလုံးတူးတက်မှရရလားဒါမှမဟုတ်နေဘူးတဲ့သွားပြီးတော့မှမျက်စိဆုံမျက်စိနာလို့ရရလား အဲအဲ့လိုမျိုးမျက်စိနံမျက်စိစုံရင်တော့ကျတို့ဒီဟိုပါပေါ့နော်အဲ့ဒီအချိန်လေးခဏတပြုတ်တော့မျက်စိတူကိုဖြုတ်ထားပြီးတော့ဆရာဝန်မျက်စိဆရာဝန်နဲ့ပြတ်တာပြီးတော့မှကုသမှုခံပြီးတော့ပြန်တက်ပုံမှန်အတန်းဆုံးတော့ဒါ24နာရီတက်လို့ရတယ်စိုးကျိုးမရှိဘူးဒါပေမဲ့မျိုးလုံးအတုကအတုဖြစ်တဲ့အတွက်ကြောင့်ကိုကျွန်တော်တို့ပုံမှန် အတိုင်းအစစ်တို့မျိုးဟိုရေစေးရလုံးမလုပ်ဘဲနေဒီဖြုတ်ပြီးတော့ပေါ့နော်တန်ရှင်းလုပ်တဲ့အပိုင်းတွေရှိတယ်အဲ့လားလေးပဲ negative ဆက်မယ်ခင်ဗျာဟုတ်မျိုးစိနှစ်ဖက်ပါလာတော့ကျွန်တော်တို့အဓိကထားမလုပ်ဘူးဘာကြောက်လဲဆိုတော့အခုဒီရန်ကုန်မှာလည်းနေပေါင်းဆောင်ပါပေါ့နော်ဒီမျက်မြင်မြင်ကြောင်းတွေလည်းရှိတယ်အဲသူတို့ကြတော့အဓိကတော့သူအသက်မိုးဝမ်းကြောင်း train လုပ်တဲ့နေရာလေးပေါ့နော်အဲကျွန်တော်ကြတော့ဘာအဓိကထားလုပ်လဲဆိုတော့မျိုးစိတစ်ဖက်အလှပြက်နေတယ်လူပေါ့နော်အဲ့မှာသူတို့ဖြုတ်တာတက်တာလည်းလွယ်ကူမယ်သူတို့ကသူတို့လုပ်တဲ့အခါနောက်တစ်ခုကအလှကိုလည်းသူတို့ကိုယ်တိုင်ကိုလည်းကြည့်ကြည့်လက်ခါမှာပုံမှန်အတိုင်းပေါ့နော်ဒီတစ်ဖက်ကပြက်တယ်တစ်ဖက်က ကောင်းတယ်အဲကောင်းတဲ့မျက်လုံးကပြက်တဲ့မျက်လုံးကကျွန်တော်အတူလေးထက်တဲ့ခါလှသွားကြတယ်လှသွားတဲ့ခါကျတော့သူတို့အလှတော့သူတို့ကြည့်ပြီးတော့ပီတီလေးပြန်ဖြစ်တာပေါ့နော်မမြင်တာတခုပဲရှိတယ်အဲမျက်စိနှစ်ဖက်ပြက်တဲ့သူကြတော့ဘာအခက်ခဲရှိလဲသူဖြုတ်တက်တဲ့အပိုင်းမှာသူတို့ကဟိုနှစ်ဖက်လုံးပေါ့နော်သူတို့ကအထီးအတွင်းနဲ့ဆမ်ပြီးတက်တဲ့အပိုင်းကြောင့်ပုံမှန်တဲ့ပိုခက်ကောင်းခက်လိမ့်မယ်နောက်တစ်ခုရဲ့အားနည်းချက်ကဘာလဲဆိုတော့သူတို့အလှသူတို့မမြင်အောင်ချက်နဲ့လူပဲမြင်ရတယ်အဲအလှကြတော့တိတ်ပြီးတော့ဟိုမတက်ကြလားများတာပေါ့အဓိကတော့ကာကာရှင်ကိုတန်းနဲ့ဝမ်းမြောက်အောင်မယ် ပြီးတော့ဟိုမတက်နိုင်တဲ့လူ illusion နဲ့လောက်ခက်တည်ရှိတော့လဲ illusion နဲ့ဝမ်းသာပီတိဖြစ်တယ်အဲအဲ့ဒီရည်ရွယ်ချက်လေးကြောင့်ကျွန်တော်ကတော့ဟိုတစ်ဖက်သမားကိုပဲအဓိကထားလို့ပါလေခင်ဗျာဟုတ်နှလုံးတုဆိုတာကတော့အတိုင်းယူပြီးတော့ပြုလုပ်တဲ့အတွက်ကြောင့်ကိုသူကနာလာကျင်တာလည်းမရှိရဘူးတတတတနေထားတဲ့ရှိရမယ်ကြံတစ်ဖက်နဲ့တူပြီးတော့မြဲပုံမှာမူတည်ပြီးတော့အလှဆုံးဖြစ်အောင်ကျွန်တော်စ조사ပြီးလုပ်ပါတယ်ဟိုမျိုးလုံးပြီးရဲ့နေ့မှာလူနာဆက်တက်တဲ့အခါကျရင်ဟိုကြံတစ်ဖက်နဲ့ တူအောင်ပေါ့နော်နှုတ်နှစ်ဖက်ကြိုက်မှအဓိကထားတာပေါ့နော်လူနာလည်းကြိုက်ရမယ်ဆရာလည်းကြိုက်ရမယ်နှုတ်နှစ်ဖက်ကြိုက်တဲ့ဆိုမှဒါပထမတစ်ဆင့်ပဲပြီးတယ်အဲ့ဒီကြိုက်တဲ့မျက်လုံးကိုလည်းကျွန်တော်တို့ကအချောပြန်ပြီးတော့ဟိုဆက်တင်နဲ့တိုက်ချုပ်တဲ့အပန်းတွေလုတ်တယ်ပြီးရင်လူနာကိုနာမနာကိုခန်းစားခန်းတာလေအဲ့ကြောင့်ဟိုတက်ပြီးရင်တော့မှနာမနာပိုင်းကိုလူနာကိုတိုင်းခန်းစားပြရမယ်အဲ့ဒီမနာတော့လူနာကလည်းတက်တက်ရလာအဆင်ပြေတယ်ဘာမှလည်းမဖြစ်ဘူးဆိုရင်တော့နောက်ဆုံးတစ်ဆင့်ကဖြုတ်နှိတဲ့နေကိုမျက်လုံးအတူကိုတင်ပေးတယ်အဲ့ကြောင့် လူနာပြီးရနေ့မှာကျွန်တော်ဒီအဆင့်၃ဆင့်ကိုဖြတ်ကြွားရတယ်နံပါတ်1ဟိုကြိုက်မကြိုက်အဆင့်ဆရာကြိုက်လူနာကြိုက်ဖြစ်ရမယ်နံပါတ်2နာမနာအဆင့်လူနာကိုယ်တိုင်ခန်းစားပြရမယ်နံပါတ်3ဖြုံလိတက်နေအဆင့်ဥဆုံးကျွန်တော်တို့ကိုယ်တိုင်သင်ပြီးရလူနာလက်ပါဆောင်ပြီးတော့လူနာကိုယ်တိုင်ကျွမ်းကျင်ပြီးဆိုမှကျွန်တော်တို့ပြန်လွတ်တယ်အဲ့ဒီ၃ဆင့်လုံးအောင်ပြီးဆိုအောင်တော့မင်းလုံးနဲ့ပတ်သက်ပြီးတော့ဆောင်းဆောင်းအချက်လေးဘာတွေဆောင်းရမလဲဘာတွေလိုက်နာရမလဲစသဖြင့်အချက်လေးကိုလည်းကျွန်တော်ကိုယ်တိုင်သင်ကြားပြီးတော့ သူတို့လိုက်နာအောင်ကျွန်တော်ဟိုမှာပေးရရှိပါတယ်ဟုတ်လူနာကတော့မျိုးလုံးပြတ်ပုံပြတ်နေရအကြောင်းမျိုးမျိုးချက်လာကြရရှိတယ်တချို့ကမွေးရပါကြောက်လာကြရတယ်တချို့ကအက်ဆီဒန့်ကြောက်လာကြရတယ်တချို့ကဟိုမတော်စဖြစ်မှုတွေပါကြောက်ချောက်ပါနော်အဲအဲ့လိုမျိုးမျိုးမျိုးလာကြတဲ့အခါမှာတယောက်နဲ့တယောက်နဲ့ပြတ်ပုံပြတ်နေမတူဘူးတချို့ကလည်း ဟိုမွေးကြရမျိုးလုံးမပိုင်လို့များရှိတယ်တချို့ကလည်းဟိုအခုကြီးမှလေးကွက်မှန်တာလို့ထုံးဝင်သွားလို့ကာအက်ဆီဒန့်ဖြစ်တာလို့အဲ့လိုမျိုးလူနာကြတော့ဆရာဝန်တွေခွဲစိတ်ပြီးပြီးချင်းနဲ့လာလို့မရအောင်အနာချက်ဖို့အတွက်သူကခွဲစိတ်ပြီးရင်အနည်းဆုံးတလားတလားခွဲလောက်အနည်းဆုံးနေရတယ်အဲ့တလားခွဲနောက်ပိုင်းမှာကျွန်တော်တို့အတူကိုထည့်လို့ရတယ်တချို့ဟိုခွဲစိတ်ပြီးသားမဟုတ်တဲ့ဟိုအကြပြီးပြတ်တဲ့လူနာလို့မွေးကြရမပိုင်လူနာတွေကြတော့ က်ချင်းလာတဲ့နောက်3မျိုးနဲ့မှမျိုးလုံးပြီးရင်သူအတုထည့်သွားလို့ရတယ်စောင့်ကြမလို့ပါခင်ဗျာဟုတ်ကျွန်တော်ဒီပညာစပြီးသင်တာကတော့ဒီအဖေအင်္ဂလန်မှာပေါ့နော်ပညာတော်သင်ပါဝိုင်းနဲ့အင်္ဂလန်နေပြီးတော့ဒီပညာကိုသင်ယူခဲ့တယ်ပညာသင်တဲ့အချိန်မှာလည်းကျွန်တော်ဒီမျက်နှာအစိပ်ပိုင်းနဲ့ဒီမျိုးလုံးပေါ့နော်အဲအဲ့လာတွေသင်ယူခဲ့တယ်ဒါပေမဲ့ကျွန်တော်အဖေစီကလက်လန်းပြီးပြီးသင်ခဲ့ရတော့ဒီမျက်စိအတုပဲအဓိကထားပြီးသင်ယူခဲ့တယ်ဒါအဖေလက်ထက်လုံးကဒါလောက်ခဲ့တဲ့ဒါဆိုလက်လေးပေါ့နော်ဒီလက္ခဏာတွေးကြောဒီဟာဆိုဟာလက်သေးလေးအဲ့ဒါစအတူပေါ့နော်ဒါဆို ဆီလီကွန်နဲ့လုပ်ထားတာအမှားသားလေးနော်ထုံနီးလက်ကောင်းပဲဒီဘက်မှာဆိုတော့ဒီလက်ချောင်းလေးပေါ့နော်လက်ချောင်းလေးလည်းဒီအစ်စ်နဲ့အလားပုံစံတူအောင်ပြုလုပ်ပေးထားရှိတယ် လူတယောက်ပေါ့နော်ဒါတော့မျက်နှာအစိမ်ပိုင်းဒီမျက်လုံးတက်ထားလာမျက်လုံးဖြုတ်ရဒီမျက်လုံးလေးအတောင်းပဲကျွန်တော်အခုအတူးလောက်တယ်ပေါ့နော်မျက်နှာအစိမ်မှတော့ကျွန်တော်မလုပ်တော့မလုပ်တော့ဆိုတာတခြားကြောင့်မဟုတ်ဘူးတင်းနေတဲ့အဖေကဆုံးမသွားတဲ့အခါကျတေးဝမတက်မြောက်ခဲ့တော့ကျွန်တော်လုပ်ပေးလိုက်တဲ့ဒီပညာနဲ့ဒီလူနာလေးအစိမ်မပြေမှာဆိုလို့ကိုမကျွမ်းကျင်ပဲမလုပ်ချင်ဘူးကိုကျွမ်းကျင်တဲ့ဒီမျက်လုံးပဲအဓိကထားပြီးတော့ဒီနေ့တင်ဒီဆက်လက်ဆောင်ပေးလိုက်ရရှိပါတယ်ဟုတ်မြောက်ဝဲပေးဖို့ရှိတယ်ဘာကြောင့်လဲဆိုတော့ဒီပညာက ဒီပညာဆိုတော့ဒီဆုံးခန်းတန်တွေဆိုတာမရှိပါဘူးပင်လေဘယ်သူရဲ့တတ်တာမခံဘူးဆိုတဲ့ဘောအတိုင်းပဲဒီပညာကိုတော့ကျွန်တော်ဒီတပည့်တွေငွေမယ်သူတော့ကျွန်တော်ရဲ့မိသားစုတွေအခုလည်းတော်တော်များပါတော့ကျွန်တော်လည်းတွဲလုံးနေတပည့်လေးကျုံမိသားစုတွေဒါတက်တာရှိတယ်ဒါပေမဲ့ဒီပညာလည်းတကယ်ပါရင်မီပါပြီးတော့မှတကယ်စိတ်တန်းကြိုက်မှလုပ်လို့ရတယ်။တော့ယူသူမျိုးစောင်းနေတဲ့သူမျိုးနောက်ပိုင်းလူနာနဲ့ကျော်ဘာလို့လုပ်လဲလာကြည့်ကြည့်ပြီးရခါကျရင်ဟိုဘလို့ဘလို့ဟိုပါတော့ပညာပန်းဆရာတင်နောက်ခါကျရင်လူနာလေးနဲ့တွဲလို့အနည်းဆုံးဟို6လ ဟိုခုနှစ်လောက်အခြေခံအလောက်လောက်ကစပြီးတော့တင်မတာနေတနှစ်တိုင်လောက်ဆိုသူတို့ကောင်းကောင်းမုံတက်တယ်အဲ့အတွက်လည်းဟိုအတွေ့အကြုံပိုင်းလည်းလူသလိုပါမီပဲလူပါပေါ့နော်အဲ့အဲ့လာမှာပါပညာမျိုးဆက်ကိုကျွန်တော်ဆက်လက်ပြီးတော့ဖြန့်ဝေပြီးလို့ရပါမယ်ဟုတ်လူနာတော့တည့်ရပြောင်းပြောင်းမတူပါဘူးခင်ဗျဟိုတခါကျရင်လည်း ဟိုခုနှစ်ယောက်လောက်ထိလာရတဲ့ခါကျရင်အနည်းဆုံးတစ်ယောက်တစ်ခါကျမလာရရတောင်ရှိရပါတော့။ဟိုဘက်ကမအေဂျင့်နဲ့နေမြောင်းနေကြတော့လမ်းတွေပိတ်ထားတယ်။ဟိုရင်တော့လည်းကိုဗစ်ဟိုရင်တော့လည်းရေကြီးရလို့အခုမန္တလေးလုံးကလည်းငလင်ထန်းလို့အဲ့လိုမျိုးကြောင့်မလာရတဲ့လူတွေလို့ခလေးကြောင်တက်နေလို့ကြောင်ပြီးမှလာကြမဲ့လူတွေကြောင့်ဟိုအတိအကျကြီးလို့ပြောလို့လို့မရဘူးပေါ့။ဒီနေ့ဟိုပိတ်ရမလို့လူနာများတယ်လို့တစ်ခါကျရင်ပိတ်ရမှလူနာလဲရရှိတယ်။အဲ့ကြောင့်တစ်ခါကျရင်၃၄ယောက်အဲ့အဲ့လောက်လောက်ပါပဲပြင်များတော့ဟုတ်။မစီတူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ ဒီဟာကိုပေါ့နော်အောင်မြင်တဲ့အထိပေါ့နော်မြန်မာကိုကဘာတီအောင်ကဘာအမားလေးမြန်မာကလက်မထောင်တဲ့အောင်ကျွန်တော်အပိုင်းမှာလည်းကျွန်တော်တထားပညာနဲ့ဂုဏ်နာအောင်ကျွန်တော်စူးစမ်းမယ်နောက်တစ်ခုကအဖေရတယ်ဒါအင်္ဂလန်မှာတင်တော့ကသူတင်ခဲ့တဲ့နီးစင်းအပြင်ကိုအဖေကထပ်ပြီးတော့ထွင်လိုက်တာဘလို့ထွင်လိုက်တယ်ဆိုတော့မျိုးလုံးရှိတဲ့လူနာတို့ကမျိုးလုံးမထုတ်ဘဲနဲ့ပေါ့နော်အတူတက်လို့ရအောင်အဲအပညာပြန်ထွင်လိုက်တဲ့အချိန်မှာတော့အဖေကအင်္ဂလန်နိုင်ငံမှာအနည်း20အတွင်းမှာမြန်မာပြည်ကထူးချွန်ကျောင်းသားအဖြစ်တဦးတက်ပေါ်ထွက်လာတယ်အဲဒီကွန်ပျူတာချင်းမြင့်ချင်းခံရလေးလက်မှတ်လေးရှိတယ်အဲကြောင့် ဒီမြန်မာပြည်အတွင်းမှာလည်းဒီမျက်စိအတုနဲ့ပတ်သက်ပြီးလိုက်လုပ်တဲ့နေရာရှေ့ကောင်းရှိနိုင်တယ်ဒါပေမဲ့ဒီလက်မှတ်ရထားတာဒီအင်္ဂလန်အတိမတ်ပြုပြီးလက်မှတ်ရတာအဖေတရားပဲရှိတယ်။အဖေကလည်းပညာမျိုးဆက်အနေနဲ့တင်ထားပေးရဆိုတော့တားတဲ့ဘက်အဖြစ်ကျွန်တော်ပဲရှိတယ်။အဲဒါကြောင့်အဖေထပ်ပြီးတည်ထွင်လိုက်တဲ့ပညာလေးကြောင့်အခုမျိုးလုံးရှိလွန်လာလေးဆိုရင်မထုတ်ရဘဲနဲ့အပေါ်ကနေအပားဆုံးပေါ့နော်။အဲအဲ့လိုမျိုးလေးတက်လို့ရတဲ့အနေထားဖြစ်တော့အဖေပညာကိုလည်းကျွန်တော်ကအရင်နှစ်ချိန်ကြီးနာမည်ကောင်းတလုံးထင်းသိမ်းပြီးတော့လူနာလေးကိုဆက်လက်ဆောင်ပေးရရှိတယ်။အဲ့လူနာကနေရာလေဘာပြောကုန်ကြစိတ်အများကြီးတက်တာဝါမထုတ်ရတဲ့အတွက်ကြောင့် အဲအပေါ်မှာမူတည်တော့ပညာကိုတော့ကျွန်တော် ထပ်ပြီးတော့အဖေတင်ခဲ့တဲ့ပညာကိုပြီးတော့ကျွန်တော်အတွေ့အကြုံမှာထပ်ပြီးတော့အခုတော်တော်များခင်မိလာပါပြီအပေါ်မှာမူတည်တော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ထပ်ပြီးစူးစမ်းပါမယ်